NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ခစ်မီတာဝေးပေဒုံလနဲ့များအစမတန်ထုတ်လုပ်နေမှုအပေါ်အမေရိကန်သမ္မတကြီးဒေါ်နယ်ထရပ်အလွန်အမင်းစိုးရင်ထိတ်လန့်နေတယ်လို့သိရပါဗျ။အကြောင်းရင်းကတော့ NUG ထုတ်လုပ်နေတဲ့လက်နက်တွေဟာအင်မတန်အန်ဒရီများသလိုနေပြည်တော်စစ်ကော်မရှင်ဌာနချုပ်တင်မကဖေးအမေရိကန်နိုင်ငံကိုပါချင်းချောက်လာနိုင်လေမဟာဗျူဟာမြောက်ဒုံလနဲ့ဆန့်တွေဖြစ်နေလို့ပဲလို့ဆိုပါဗျ။ NUG ဟာအဲ့ဒီစစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့အတွက်နည်းပညာကိုအမေရိကန်တရုတ် မြောက်ကိုရီးယားရုရှားနိုင်ငံတွေကနေထုတ်ပြလာပြီး NUG တန်းခလုံးနေအနီးပညာရှင်တွေစီကရရှိခဲ့တာလို့သိရပါတယ်။လက်ရှိ NUG အစိုးရဘက်ကထုတ်လုပ်နေတဲ့စစ်လက်နက်သစ်စီတွေကအန်ဒရီမြလုံပါတယ်။ဒါဟာကျွန်တော်တို့အမေရိကန်တနိုင်ငံတဲ့အကြမ်းမဟုတ်ပါဘူး။သူတို့လုပ်နေတဲ့လက်နက်တွေကကဘာဘောကဘေးနီယောကိုမဆိုတိတိကျကျပစ်ခတ်နိုင်တယ်ဆိုတာမမေ့ကြပါနဲ့။တကဘာလုံးအထွတ်အန်ဒရီရှိပါတယ်။အဲ့ဒီလက်နက်တွေရဲ့ပစ်ခတ်မှုကိုကြားဖြတ်ဟန်တာပစ်ခတ်နိုင်တဲ့စစ်လက်နက်ပစ္စည်းနဲ့နီးပညာရုရှားသမ္မတ ူတင်စီမလည်းမရှိသေးလို့သူတို့လည်းစိုးရိမ်နေရတယ်ဆိုပြီးပြောထားတယ်ဗျာဒီကိစ္စကိုပေါ်ပေါ်တန်တန်သဘောထားနေလို့ခင်ဗျားတို့စစ်တုံနိုင်တဲ့တွေဟာမကြခင်မှာ NUG အစိုးရလက်အောက်ကိုကြားရောက်သွားလိမ့်မယ်ဒါကြောင့် NUG ထုတ်လုပ်နေတဲ့လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတကဘာလုံးမှဝိုင်းဝန်းဖိအားပေးကြဖို့လိုလာပြီဗျာဟုဆိုကာအတန်တုံတုံညင်ညင်နဲ့အိမ်ဖြူရမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာသမ္မတကြီးဒေါ်နယ်ထရမ့်ကအထက်ပါအတိုင်ပြောဆိုခဲ့တယ်လို့သိရပါဗျာ